မင်္ဂလာပါကလေးတို့ရေရင်းဘက်ကပုံမြင်လေးတွေကိုနားထောင်ပြီးစိတ်နဲ့သကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်အခုတစ်ပတ်မှာလဲဘလို့ပုံမြင်ကောင်းလေးတွေကိုပြပြပေးသွားမလဲဆိုတာဆက်လက်ပြီးနားဆင်ပေးကြပါဦးနော်အခုပြပြပေးသွားမယ့်ပုံမြင်လေးကတော့ရိုးဖြောင်သောတစ်ခုသမားဆိုတဲ့ပုံမြင်လောင်းလေးပဲဖြစ်ပါတယ်တနေ့တော့ခါတစ်ခုသမားတယောက်ကမြကမ်းမားတွင်တစ်ပေတပင်ကို ပစိမ့်ဖြင့်ခုတ်လဲနေစဉ် ပစိန်သည်လက်မလွတ်၍မြစ်ထဲသို့ကျသွားလေတော်သည်တိခုသမားဟာပစိန်ကိုပြန်ရနိုင်ရန်အမျိုးမျိုးကြိုးစားတော်လဲမရရှိနိုင်မဲရှိလေတော်သည်နောက်ဆုံး၌တိခုသမားဟာကျန်းနှဖူးပေါ်ထိုင်လျက်ငိုကြွေးမိတန်းကနေလေတဲ့ကွယ်တိခုသမားရဲ့ငိုရိုမိတီတန်ကိုကြတော့မြစ်ဆောင်နဲ့သည်အသင်ယောက်ျားအဘဲကြောင့်ငိုနေသည်နီးဟု မေးလိုက်သည် တိခုတ်သမားကကျွန်ုပ်ရဲ့ပစိန်သည်ရေထဲကျသွားတော့ကြငိုပါသည်ဟုပြန်ပြောတာပေါ့ကွယ်မင်းဆောင်နှက်ကမြေထဲမှရွှေပစိန်ကိုယူ၍တိခုတ်သမားအားပြလျက်တင်ပြောက်ဆုံးသောပစိန်သည်ဤပစိန်လောဟုမေးလေ၏တိခုတ်သမားကဤပစိန်သည် ကျွန်ုပ်ပြောက်ဆုံးသွားသော ပစိန်မဟုတ်ပါဟုပြန်ပြောတာပေါ့ကွယ်မင်းဆောင်နှက်သည်တဖန်မြေထဲမှ ငွေပစိန်ကိုယူလျက်ရှေ့နီးတူမေးပြန်တာပေါ့ကွယ်တိခုတ်သမားက ကျွန်ုပ်ဤပစိန်သည်ဤပစိန်မဟုတ်ဟုရိုးဖြောက်စွာပြန်ပြောလေတော်သည်မိဆောင်နကတဖန်မြစ်ထဲမှတန်ပစိန်ကိုယူ၍ပြတော့ခါတစ်ခုတ်သမားကကျွန်ုပ်ပျောက်ဆုံးသွားသောပစိန်မှာဤပစိန်ဖြစ်ပါသည်ဟုဝန္တာအားရပြောပါတော့တယ်ကွယ်မိဆောင်နကလူသားဖြောင်းမှန်းရှင်ကိုအလွန်နှစ်သက်၍ရွှေပစိန်ငွေပစိန်နှင့်တန်ပစိန်တို့ကိုတစ်ခုတ်သမားအားပေးလိုက်တော့တာပေါ့ကွယ် တိခုတ်သမားသာလာတို့ရောက်တော့မိမိဖြစ်ဖြစ်ခဲ့သောအကြောင်းအရာကိုလာသားတို့အားပြောပြတာပေါ့ကွယ်လာသားတို့ကတိခုတ်သမားရဲ့စကားကိုမှတ်ထားပြီးထိုမိကံပါကိုသွားတာပေါ့ကွယ်တစ်ပင်ကိုခုတ်လဲဟန်ဆောင်ပြီးပစိန်ကိုရေထဲကိုပစ်ချလိုက်တာပေါ့ကွယ်အဲ့တော့ပစိန်ကြီးတဲ့ကြာသွားတဲ့ခါဝန်းနဲ့ဟန်ဆောင်ပြီးငိုကြွေးမိတမ်းမာတော့တယ်လေကွယ် ထိုရွာသားငုတန်ကိုကြားရတော့မစ်ဆောင်နက ပေါ်လာ၍ရှေ့နီးတူ မေးပြန်တာပေါ့ကွယ်ရွာသားအားမိမိရဲ့ပစံရည်တဲသူကြားသွားကြောင်းကိုငုကြွေးပြီးပြပြတာပေါ့ကွယ်မစ်ဆောင်နကမြစ်ထဲကရွှေပစိန်ကိုယူပြီးဒီပစိန်ကတင်းပစိန်လားလို့မေးတာပေါ့ကွယ်ရွှေပစိန်ကိုမြင်တော့ရွာသားကအရှင်နမင်းဤပစိန်သည်ကျွန်ုပ်၏ပစိန်ဖြစ်ပါသည်ဟုလိန်လေပြောဆိုတော့တာပေါ့ကွယ်လိန်လေပြောဆိုခြင်းကိုမနှစ်သက်သဖြင့် မစ္ဆောင်နဲ့ကရွှေပစိန်ကိုကင်လေရဲ့ကွဲပြောက်သွားတာပေါ့ကွယ်ရွာသားမှာရွှေပစိန်လည်းမရအိမ်ကပါလာတော့တံပစိန်ကိုလည်းဆုံးရှုံးရလေတဲ့ကွယ်ပုံမြင်လေးကတော့ထားပါပဲကလေးတို့ကြီးဒီနားထောင်ခဲ့တဲ့ပုံမြင်ကောင်းလေးတွေကိုတိုက်နှစ်တကြလိမ့်မယ်လို့ညွှန်းလင်ပါတယ်နော်ဒေါတာကိုထိတ်ချုံရှင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ် တစ်ချိန်လုံးကတော့ရွာလေးတရာမှာ မောင်မောင်ဆိုတဲ့လူငယ်လေးတယောက်ရှိပါတဲ့ကွယ်အဲ့ဒီလူငယ်လေးမှာဖြည့်ရှင်းလို့မရတဲ့ပြဿနာတခုရှိနေပါတဲ့ကွယ်အဲ့ဒါကတော့ဒေါသကိုထိန်းချုပ်လို့မရတာပါပဲမောင်မောင်ဟာဒေါသထက်တဲ့အချိန်တိုင်းမှာသူ့အနာကအခြားသူတွေကိုကိုထိလက်ရာရံပြုတ်ပြောဆိုတာပစ္စည်းတွေကိုလွှင့်ပစ်တာနဲ့တခြားမကောင်းတဲ့အပြုအမူတွေကိုစိတ်ရှိတိုင်းပြုမှုပြောဆိုလို့ရှိတဲ့ကွယ် ဒီလိုဖြစ်တဲ့အချိန်တိုင်းမောင်မောင်ရဲ့အဖေဟာမောင်မောင်ကိုကြည့်ပြီးအမြဲစိတ်မကောင်းဖြစ်နေတဲ့ကွယ်ဒီနေ့မှာတော့မောင်မောင်ရဲ့အဖေဟာမောင်မောင်ကိုဒီတိုင်းထားရင်တသက်လုံးအကျင့်ဖြစ်သွားပြီးလူများမုန်းတီးရှင်ကိုခံရနိုင်တယ်ဒီမကောင်းတဲ့အကျင့်ကိုဘလို့ထိရှုံရမလဲဆိုတာကိုမောင်မောင်ကိုသင်ကန်းစာတစ်ခုပေးနိုင်ရင်ကောင်းမယ်လို့စဉ်းစားပြီးမောင်မောင်ကိုတူတူချောင်းနဲ့တန်တရုတ်ကိုပေးလိုက်တဲ့ကွယ် ပြီးတော့ဒေါသတစ်ခါထွက်တိုင်းအိနောက်ဖေးရှန်စီယိုမှာတန်တရှောင်းတွားရိုက်ဖို့လဲမှားတဲ့ကွယ်မမောင်ဟာ သူ့ရဲ့အဖေပထမဆုံးပြောတဲ့နေ့မှာပဲတန်ထုတ်သေးရတတဝက်ကောင်အောင်အသုံးပြုလိုက်တဲ့ကွယ်ဒီလိုနဲ့မမောင်ဟာဒေါသကိုမထိ ंछ ုပ်နိုင်သေးတန်တွေရိုက်လာလိုက်တာခုနှစ်ရက်ကျော်သွားတဲ့အခါမှာတော့တန်အနှဲငယ်ပဲကျန်တော့တဲ့ကွယ်ဒီလိုနဲ့မမောင်ဟာရှန်စီယိုမှာတန်တွေရိုက်လာလိုက်တာရိုက်เสียတန်မချီတော့ဘူးတဲ့ကွယ် မောင်မောင်ရဲ့အဖေဟာရိုက်ဆရာတန်းမရှိတော့ရင်ဒေါသကိုထိမ့်ချုပ်သွားနိုင်တဲ့နေ့တွေမှာရှန်စီယိုးကိုရိုက်ထားတဲ့တန်တချောင်းစီကို ပြတ်နှုတ်ဖို့ပြောလိုက်တဲ့ကွယ်ဒီလိုနဲ့ဒေါသကို ထိမ့်ချုပ်နိုင်တဲ့နေ့တွေမှာမောင်မောင်ဟာရှန်စီယိုးကတန်တွေကိုတချောင်းစီနှုတ်လာလိုက်တာနှုတ်ဆရာတန်းတချောင်းမှမရှိတော့တဲ့အထီးပဲတဲ့ကွယ်မောင်မောင်ရဲ့အဖေဟာဝမ်းသာအားရနဲ့မင်းလုံနိုင်သွားပြီမင်းဟာလူတော်လေးတယောက်ပဲဆိုပြီးရှီကျူးပြောဆိုတဲ့ကွယ် ြီးတော့မမောင်ရဲ့အဖေဟာဝမ်းနဲ့တဲ့လေတက်နဲ့ဒါပေမဲ့သားရှန်စီယုပေါ်ကတန်နှုတ်လိုက်လို့ကြံခဲ့တဲ့တန်နှုတ်ရပောက်တွေကိုမင်းမြင်လားအဲ့ဒီပောက်တွေကတော့ဘရော့မှအရင်တိုင်းပြတ်မဖြစ်တော့ဘူးဒီလိုပဲမင်းရဲ့ဒေါသထွက်တုံးကပြုတ်မှုပြောဆိုခဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေကလည်းဘရော့မှပြန်မကောင်းတော့ပဲခဏကူပေါ်ကမပြောက်နိုင်တော့တဲ့အမာရွတ်တစ်ခုလိုလူတိုင်းရဲ့မှတ်ဉာဏ်ထဲမှာဆွဲတည်နေခဲ့ဦးမှာပဲလို့မောင်မောင်ကသတိထားမိအောင်ထောက်ပြလိုက်တဲ့ကွယ် လေးတို့ရေဒီဇယ်လန်းလေးရဲ့အထိပယ်ကတော့ဘာကြောင့်ပဲဒေါသထက်ထက်ဒေါသဆိုတာမကောင်းတဲ့အရာတစ်ခုပေါ့ကွယ်ဒေါသဟာမကောင်းတဲ့ပြုမှုရှင်တွေကိုဥတီစေတဲ့အနေရရှိဆုံးလက်နက်တစ်ခုလည်းဖြစ်တာပေါ့ကွယ်ဒေါသတစ်ခုထွက်ပြီးတစ်ခုခုဒေါသဆုံးတရားကိုပြုမှုပြောဆိုလိုက်တဲ့အတွက်ကြောင့်စိတ်ကျဉ်နှံ့မှုရာကောင်းရနိုင်ပေမဲ့မကောင်းတဲ့အမှတ်ရစရာတွေကတော့ကြံ့ငဲ့မှာပါပဲကွယ်ဒါကြောင့်ကလေးတို့လည်း မိသားစုစီမူတာရှင်တငယ်ချင်းတို့ကြားပြောဆိုဆက်သက်ရမှာဒေါသမထွက်ဖို့တတိထားရမယ်နော်ဒီနေ့ပြောပြခဲ့တဲ့ပုံမြင်ကောင်းလေးကတော့ဒေါသကိုထိန်းချုပ်ခြင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီနေ့ပြောပြသွားတဲ့ပုံမြင်လေးတွေကိုတိုက်နှစ်တကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်နားထောင်ပြီးခဲ့တဲ့တတမိမိတို့လည်းရှင်လန်းရှမ်းမြင့်ကြပါစေနော်ကြားနဲ့မီးတို့အငင်းပွားကြရာဝဲဆိုတော့ ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကတော့အုပ်တုပ်ထဲမှာကြားနဲ့မီးတို့အငင်းပွားကြပါတဲ့ကွယ်။မီးကမြက်ခင်းပြင်ကပြားတယ်လို့ပြောတော့ကြားကမြက်ခင်းကအစိမ့်ပါလို့ပြန်ပြောတဲ့အချိန်မှာငင်းခုန်မှုကစလိုက်ခါအငင်းပွားမှုက တစင်မီတစင်အချိန်တက်သွားပြီးနောက်ဆုံးဘရင်ဖြစ်သူကေတရာစာချင်းသိမင်းကြီးရှေ့မောက်စီကို ရောက်သွားကြပါတော့တဲ့ကွယ်ရှင်သီကတေချာနားထောင်ပြီးတော့ဘီးကိုပြောလိုက်တယ်မင်းမန်နဲ့မြက်ခင်းကအပြာရောင်ကြားကိုတော့ငါးနှစ်စကားပြောရအမိတ်နဲ့အပြစ်ပေးလိုက်တာပေါ့ကွယ်မီးဟာပျော်ရွှင်မြူးထုကခုံပြီးထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာကြားကရှင်သိကိုမေးလိုက်တာပေါ့ကွယ်မြခင်းကစိမ့်နာမှန်ရဲ့သားနဲ့အရှင်ကျွန်ုပ်ကိုဘာကြောင့်အပြစ်ပေးရတာလဲဆိုတော့ ရှင်သေးကဩဝါဒရွှေပါတော့တယ်။ညခင်းကစိမ့်နာမှန်နေဒါပေမဲ့မင်းကိုအပြစ်ပေးတာဟာအငင်းပွားမှုရဲ့မှန်ရှင်းမှားခြင်းနဲ့မဆိုင်ဘူး။မင်းလိုဉာဏ်ပညာရှိတဲ့သူကအယူနဲ့သွားညင်းလို့အပြစ်ပေးတာဖြစ်တယ်လို့ရှင်သေးမင်းကပြန်ပြောလိုက်တာပေါ့ကွယ်။တချို့သူတွေဟာ အမှန်တရားကိုအရှိတရားတို့ထက်သူတို့ယုံလဲဆွဲကြိုက်မှုတွေမှန်ကြောင်းလောက်ကိုပဲဂရုစိုက်တာဘလောက်ပဲအကြောင်းအချက်လက်တွေ အထောက်သားတွေပြပြ သူတို့ဂယူးမဆိုင်ဘူးမင်းမှားတယ်သူတို့မှန်တယ်ဆိုတာမျိုးကိုပဲလက်ခံနိုင်နေဘယ်တော့အခါမှကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုအကုန်ခံပြီးဒီလိုအယူတွေအစွန်းရောက်နေနဲ့အငင်းမပွားပါနဲ့ဒီနေ့ပြပြပြီးသွားတဲ့ပုံမြင်လေးကတော့ကြားနဲ့မြင်လို့အငင်းပွားကြရာဝဲဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်